မင်္ဂလာပါအားလုံးသူမျိုးတို့နော်ဆရာဒီနေ့ပြန်ပြီးတော့ဒီအခန်းတစ်ကိုဆရာပြန်ပြီးဆက်ပြီးရှင်းမယ်ပေါ့နော်ဆိုတော့အခန်းတစ်မှာဆိုတော့နောက်တဲ့အခန်းခွင်းလေးဆိုတော့နှစ်ကိုရောက်သွားပြီဆိုတော့အခန်းခွင်းလေးနှစ်ကိုရောက်သွားပြီအခန်းခွင်းနှစ်ကပါလဲဆိုတော့နေ့စဉ်ဘဝရှိနေ့စဉ်ဘဝဆိုတာကတော့ထူထူးထူးမဟုတ်ဆရာတို့နေ့စဉ်လှုပ်ရှား အဲသွာလာလှူရှာလောက်ကန်နေရတဲ့အချိန်မျိုးမျိုးတွေမှာသိပ္ပံနဲ့ဤပညာရဲ့အသုံးဝင်မှုတွေသူရှင်းပြတာနှင်းစဉ်ဘဝရှိသိပ္ပံနဲ့ဤပညာရဲ့ဒီဘိုင်းရဲ့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့သိပ္ပံနဲ့ဤပညာမှာမှာသိပ္ပံဆိုတော့ဆရာတို့ပြောပြီးဤပညာဆိုတာဘာလဲဤပညာဆိုတော့ technology technology ဤပညာဆိုတာကဒီ technology ဆိုတော့ဘယ်ဆင်းလာတာ Greek star စင်တာသူရမှာလို့အဓိပ္ပာယ်ကကျွမ်းကျင်မှုလို့အဓိပ္ပာယ်ရတယ် technologies နည်းပညာဆိုတာဘယ်ဟာစင်တာလဲ Greek ဘာသာစကားစင်တာယနေ့ revision လုပ်ကြည့်အောင်တိတ်မှန်ဆိုတာဘယ်ဟာစင်တာလဲ Latin ဘာသာစကားနည်းပညာဆိုတာ Greek စကားစင်တာလားကျွမ်းကျင်မှုလို့အဓိပ္ပာယ်ရတယ်ဆိုရင်ဒီ technology နည်းပညာဆိုတာဘာလဲ ိတ်ပံလက်တွေ့ဤများမှာရရှိသောအသိပညာများကိုလူသားတို့အကျိုးအတွက်လက်တွေ့အသုံးချခြင်းတိတ်ပံလက်တွေ့ဤတွေကနေရရှိတဲ့အသိပညာတွေကိုလူသားတို့အကျိုးအတွက်လက်တွေ့အသုံးချခြင်းဆိုတော့ server play me ဖွင့်မျိုးခင်ဗျဖွင့်မျိုးတိုးတက်တဲ့နိုင်ငံတော်ဤတည်ဆောက်တဲ့အခါမှာဤပညာအမတန်မှအသုံးဝင် ဆိုကြပါစို့ဆရာဥပမာလေးတစ်ခုပြောပြမယ်ဆရာတို့အရင်တုန်းကအဲမိကြီးနားမှာအဲအတော်တယောက်အဲဆင်းရဲတဲ့အားတွေပေါ့နော်ဆိုတော့သူ့ဆင်းရဲအုံသိလို့လေဆိုတော့အုံသိလို့လေဆိုတော့ဆရာတို့ကဘယ်ဟာလဲပို့ပါလဲစာတိုင်းကနေပို့ပါလဲဆိုတော့ရန်ကုန်ကနေဆိုတော့ရန်ကုန်ကနေမြကြီးနားကြီးကို စာလို့စာလိုက်ကနေငွေပို့ရတယ်အဲ့ဒီငွေတော့မရောက်သေးဘူးဆရာတော်ဆုံးသွားဘာလို့တော့သူ့ရဲ့ဤပညာကဘလုံးမျိုးနဲ့နှီးခင်မမီဘူးပေါ့စာလိုက်ကနေငွေအမိပို့ရမှာပုံမှန်ဆင်းရုံတပို့တော့နော်ဒါပေမဲ့ငွေမရောက်သေးဘူးဘတော်ကဆုံးသွားဘာဖြစ်လို့လဲဆရာဤပညာကြီးမတိုးတက်ဘူးအခုညကြီးနားကနေအတော်ဖုံးဆက်ဆရာပတ်စံလေး တွဲပြီးပါဆေးရုံပြရမှာမလို့ဆိုရင်ဆရာဖုံးလိုက်လေးကိုသွားလိုက်မယ်ဝိမန်းကြီးဆိုတဲ့ဤပညာလေးကိုဆရာအသုံးပြုပြီးတော့သူ့စီကိုငွေတဏှာရင်တွင်လွှဲလို့ရတယ်မကြောက်တဏှာရင်တော့မကြောက်ပါဘူးဒါကြီးတိုးတက်လာတဲ့ဤပညာဒါဤပညာဝိမန်းကြီးဆိုတဲ့ဤပညာကိုဆရာတို့အသုံးချပြီးတော့ဆရာတို့ဤပညာကိုအသုံးချပြီးတော့ဆရာတို့ရဲ့နိုင်ငံကိုခင့်မိဖို့လုပ်တာဖြစ်တာဆိုရင်စာတိုင်းကနေပို့တယ် မြင်းကြီးနောက်ကိုရောက်ဖို့၃ရက်ကြာမယ်ဆိုရင်ဆရာတို့ဒီကဝိမန်ကြီးကငွေလဲလိုက်မယ်ဆိုရင်တရက်တော့အကြောင်းတော့အမျိုးသဘောပေါက်လာခြင်းနဲ့ဤပညာဆိုတာဘေးရလာတာလေသိပ္ပံလက်တွေ့ဤတွေကညရှိတဲ့အသိပညာတွေကိုလူသားတို့အကျိုးအတွက်အသုံးချခြင်းဒီစကလုံးလေးစလုံးကိုတော့ဒီလိုမှတ်ထားပါဤပညာတွေလူသားအကျိုးအတွက်ပဲဖြစ်ရမယ်လူသားတွေရဲ့အကျိုးအတွက်ပဲသုံးချရမယ်လူသားတွေရဲ့နော်ဒီပျက်စီးရာပျက်စီးကြောင်းစိုးကျိုးအတွက်မဖြစ်ရဘူး မိမိရဲ့ဤပညာဟုတ်ကျွန်တော်ဆိုတော့ကဲတိတ်ပါမသားရဲ့ခုနကလည်းပြောပြီးသွားပြီဆရာတို့တိတ်ပါမသားတော်သမီးတို့စာအုပ်ထဲမှာအကွက်လေးရှိပါရဲ့ဒီကွက်လေးမှာဒီကွက်ကိုတော်တော်သမီးတို့ဖြေဖို့အတွက်ထားပြီးထားပါရဲ့ဒါပေမဲ့ဆရာကဒီကွက်မှာအဖြေအဖြေသဘောမျိုးမဟုတ်ဘူးเนาะ ဒါနမူနာအဖြေဖြစ်ပါတယ်တားရုံသမီးတို့ဖြေရမယ့်အဖြေတွေဖြစ်ပါတယ်ဆရာကအခုတားရုံသမီးတို့ကိုပြောပြဖို့အတွက်အဖြေဆိုတဲ့ဟာလေးတွေထည့်ပြတာပေါ့တကယ်တော့အဖြေမဟုတ်ဘူးเนาะဘေးညာမှာတောင်းလဲဆိုတာဆက်ပြောပြတယ်တဲ့ဘာသာရဲ့ဗာလဲယူပါပြီလားတဲ့ဘာသာရဲ့ဘာတစ်ခုဖြစ်တယ်ယူပါပြီလားကိုလေးလာရဲ့နေပဲဆိုတော့ ခုနအများကြီးဖတ်ခဲ့တဲ့တဘာဝကြီးကိုလေ့လာတော့ပညာရဲ့အဲ့တဘာဝကြီးမှာဆိုတော့ပါလေ drug တွေပါတယ်စွမ်းအင်တွေပါတယ်ရုပ်ဝိထုတွေပါတယ်အဲ့ဒါရဲ့ဂုံသတ္တိတွေကိုလေ့လာတဲ့နေပေဆိုတော့ဂျူပါဗီတော့ဘာမှတော့လဲဆိုရင်ဖလေးရစစ်တော့အပူတော့အငင်းတော့ပစ္စည်းများညာပါပြက်စစ်တော့ပြက်စစ်တော့ဆိုရင်မိသီးပေါ့ဗန်ရက်စစ်တော့ဆိုရင်တော့မိသီးလည်းရှိတာပြက်စစ်တော့မိသီးပေါ့ဟုတ်နော်အပူတော့အပူတော့ကပါရှိတယ် ။အော်ပူသုံးတာမီးပူရှိတာကောမီးပူမီးပူ။အဲဒါအပူသုံးတာ။ဟုတ်လားမီးပူကအပူသုံးတာ။ဘုဘောမီးပူကပူတာပဲလေဒါလျှက်စစ်သုံးတာပဲဒါလည်းလျှက်စစ်သုံးတာပဲ။မီးပူကလည်းလျှက်စစ်သုံးမှပူတာဟုတ်အပူသုံးဆိုတာရှိတယ်။အပူစွမ်းရင်ကိုအသုံးပြုပြီးတော့အသုံးချရဲပစ္စည်းအလင်းသုံးအလင်းသုံးရှိတယ်။ဆိုတော့အဲ့ဒါဆိုရင်အများကြီးပြောဘူး။ player စနေရယ်ဆရာတို့တွေးပြီးတော့ပြောမယ်မီးပြီးနဲ့မီးပူနဲ့အဲ့ဒါ player စတော့ အပူသုံးနေအလင်းသုံးနေတာရှိပြီနောက်သူ့ရဲ့အခန်းယူဘမီတာအခန်းရောက်နေဆရာပြောပြမယ်နောက်ပြီးတော့နောက်ပြီးတော့သူ့ရဲ့လေ့လာတဲ့ level ကတော့အများကြီးပဲဒါပေမဲ့နည်းပညာအများကြီးမဟုတ်ဘူး robot 2ရုပ်ုံတက်တည်ရုပ်ပြောင်းလဲခြင်းတွေ dragon တက်တည်တွေဓာတ်ပြောင်းလဲခြင်းတွေကိုကျွန်တော်တို့ယူဘမီတာလေ့လာစားတော့ဘုံလူသုံးဘုံပစ္စည်းတွေ စားတော့လူသုံးဖို့ပြည့်စည်ဆိုစားစားတော့ပုံစံရေးကြည့်ပါတယ်ကျွန်တော်တို့စားတော့မဲ့ကျွန်တော်တို့ဒီမုတ်တွေနော်စားတော့မဲ့ PC တွေဆေးဝါးတွေထုတ်မယ်ဆိုရင်ကျွန်တော်တို့ဗာလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာ FDA လက်မှတ်ရမှထုတ်လို့ရပါတယ် FDA ဆိုတာဗာလဲအဲ့ဒီစားတော့ပုံတွေလူသုံးပုံတွေကိုသူတို့ကခွင့်ပြုပေးရတယ်ဟာဒီမှာဒီ PC မှာဒီစားတော့ပုံ PC မှာနော်လူသားတွေနဲ့ လူသားတွေကိုအနေနဲ့ဖြစ်စီမဲ့စိုးစင်းတွေကိုအဲသူတို့ခွင့်ပြုထားတာတည်းပို့တုံးထားတယ်ဆိုရင်သူတို့ကခွင့်မပြုဟောစိုးစင်းကတော့ပါမယ်ထို့တော့ခွင့်ပြုတဲ့ပမာဏတည်းမကျော်လုံးအောင်စိုးစင်းမပါအောင်မပြောလို့ပါမယ်နော်စိုးစင်းမပါတဲ့ဟာတော့မရှိပါဘူးစေဝါဖော်ဆက်တယ်ခုနဆက်ပြောရတယ်စေဝါဖော်ဆက်တဲ့အခါမှာလည်းသူတို့တုံးတယ်စာကျူးရင်းဆုံးဓမ္မဩဇာပို့တတ်စီဒါပေမဲ့စာကျူးရင်းဆုံးဓမ္မဩဇာပို့တတ်စီဆိုတဲ့နေရာမှာ အာမိုးနော်တက်တိုး15ခွန်ရှိတို့နော်ဒါတအားမသိသေးဘူးနော်15ခွန်ရှိနော်တက်တိုး15ခွန်ရှိ15ခွန်ရှိဆိုတော့အဲ့ဒါသူ့ရဲ့အချိုးစားရည်ဓာတ်မြေဩဇာအချိုးစားရည်ဆိုတော့ဒီအချိုးစားရည်ဒီဓာတ်မြေဩဇာရည်အလွန်အကျူးမဖြစ်အောင်အလွန်အကျူးဖြစ်ရင်တအားသမီးတို့ဒီစိုက်ပျိုးတဲ့စိုက်ပျိုးမြေကနောက်နေ့ဒီစိုက်တဲ့အခါကျရင်အပင်တွေအဲ မဖြစ်ထွန်းဘူးအသီးတွေမဖြစ်ထွန်းတော့ဘာဖြစ်လို့လဲဆိုရင်အလွန်အကျူးသုံးဆွဲဆိုတော့ထောက်ထုတ်တဲ့အခါမှာเนาะသူတို့သတ်မှတ်ထားတဲ့ပါဝင်မှုပမာဏနဲ့များရင်အဲ့ဒီအပင်တွေကိုသုံးတဲ့အခါကျရင်မဖြစ်ထွန်းတော့ရင်းရောရဲ့အရေးသွေးကိုစစ်စင်ခုနဆရာပြောတယ်လေအပ်တည်ရေဆိုတာရှိတယ်ဆရာတို့မြန်မာနိုင်ငံမှာဒီအရုံထုတ်တယ်ဒီအရုံပေါ်တယ်ဒီပိုသက်စီးတွေကိုထုတ်လို့ပြဒါရီကိုဆိုတော့ထုတ်လို့ပေါ်လို့တာတော့ဟုတ်ပါဘူးသူတို့ရဲ့အရေးသွေးတွေမပြည့်မီရင် ဆရာတို့တုံးတဲ့အခါမှာမကောင်းဒါကြောင့်မို့သူတို့ရဲ့အရေးစိုးတွေမလုပ်အောင်လဲစစ်ဆေးအောင်ကဲဆရာဆက်ကြည့်သူကောင်းတယ်ဆရာတို့ခုနပြောတဲ့ဒီဓာတုပေတာနဲ့ဇီဝပေတာနဲ့ပြီးွားရင်ဆက်ပြီးတော့ဇီဝပေတာဆိုခလေးတာဆက်ဇီဝပေတာမှာဆရာခုနပြောသလိုပါမယ်နော်တော့ဘယ်နှပိုင်းရှိလဲနှစ်ပိုင်းရှိတယ်ရုပ်ကမီရာနဲ့တတမီရာ ယောဂဆိုတာအပြင်တဏ္ဍဆိုတာတတဝါဆိုတော့သဘာဝပတ်ဝန်းကျင်ဇီဝမျိုးစုံဇီဝဆိုတာတတ်ရှိလို့တောင်းလို့မျိုးသိတာတတ်ရှိမျိုးစုံလို့ပြောတာပြီးမျိုးပွဲလေးလာနော်လေးလာထိန်းသိမ်းတယ်ပြီးကာဝယ်ရင်းနဲ့စေဝါမျိုးမျိုးကိုထုတ်လုပ်တယ်မေထုံမဲ့တားဆက်ခြင်းဒါဒီတရားတော့တောင်းလို့မျိုးနားလေသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတယ်ဆိုရင်ငိုယုံကြီးဘင်းမဲ့တော်တွေပါရှိတယ်ပေါ့နော်ဇီဝမျိုးပွဲတွေအများရှိတယ်တောင်းလို့မျိုးသိနော်တိရစ္ဆာန်ဝိညာဉ်တွေပါလည်းရှိတယ်ပေါ့နော် ဒါပေမဲ့ဒီအရင်တောင်းတနေလို့မသိသေးဘူးမေထုံမဲ့တားဆက်ခြင်းဒါဆရာတို့ကဒီဟိုနမူနာမင်းကအဖြေတွေဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ကတားလို့တမီးကိုသိစေချင်လို့တာခဲ့ပြီးတော့ဒါတွေကတားလို့တမီးကိုအဆင်နဲ့ကြောက်တော့အဲဟိုမသိသေးဘူးပေါ့နော်အဆင်နဲ့နဲ့မြင်တယ်မေထုံမဲ့တားဆက်ခြင်းဆိုတာဘာလဲဆိုတာကိုဆရာတို့ Greek Six Greek Seven တော့ Greek Six မှာမတင်ရ Greek Seven မှာတင်ရဆိုတော့ဒီမေထုံမဲ့တားဆက်ခြင်းဆိုတာကသူက ီမျိုးပွားခြင်းတမျိုးပဲပေါ့နော်နော်ဟုတ်ပြီဆရာဘုံမိလေတာဘုံမိလေတာဘာတွေလေးလာတာလဲအရှင်မလေးပြောပြီးပြီကဘာမြေကြီးဘုနာပြောတယ်ညနေပြင်းလေးလေးလာတယ်အလော်လေးလေးလာတယ်ဆိုတော့ပေါင်းပြောလိုက်ကဘာမြေကြီးပြီးရင်တွင်းထက်တဲ့ရန်သာတာပြီးရင်သဘောမေးအန်ဒီစိတ်မလောက်ဘောင်းနေသဘောဒီတွင်းထက်တဲ့ရန်သာတာတွေကိုတဲ့ရှာဖွေဖော်ထုတ်ခြင်းသဘောတဲ့ရန်သာဒီတွင်းထက် တယံသာနာတွေကိုရှာဖွေပေါ်ထုတ်တယ်ဆိုတာခုနပြောတဲ့ကြောက်စင်းတို့ခဲခဲမဖြူတို့အပြိုင်တဲ့တို့စိန်တို့ဒါတွေကိုဆိုတော့ရှာဖွေပေါ်ထုတ်တယ်ကြောက်ဖြစ်ယုံကျွင်းတွေကိုလေ့လာဆောင်းမြန်မာနိုင်ငံမှာဆိုကြောက်ရှိယုံကျွင်းတွေအများကြီးတွေ့ရတယ်နော်ဟောပြီးရင်လည်းဆိုတော့ဒီပရင်ကြောက်တွေထဲမှာဆိုရင်ကြောက်ဖြစ်ယုံကျွင်းတွေခြံခဲ့တာရှိနန်းလင်းကဲတော့ဆရာရှင်းပါရဲ့ခုနရှင်းပါရဲ့ဆိုတော့ရှင်းဗီဒီယိုဖိုင်မှာဆရာပြောခဲ့နော် ငလင်းနေမုံတိုင်းနေဆရာပြောတယ်ငလင်းကဲတော့တော့ဒါပေမဲ့မုံတိုင်းကတော့ဒီဘူမိပင်ကနေနည်းနည်းလေးဟိုအဖြစ်တယ်ဘာလို့ဆိုတော့သူကဘာမြေကြီးလို့ပြောတဲ့အတွက်ကြောင့်မလို့ငလင်းကပုံပြီးနီးစက်ငလင်းကဲဆိုဘာဝဘေးအန်ကြီးဖြစ်ပေါ်မှုလေ့လာခြင်းပေါ့ဆရာပြောပါမယ်အခုချိန်ဒီငလင်းဖြစ်တာကိုကြိုတင်ခံမှန်းလို့ပြောဆိုတော့ဟို15ရက်နေ့မှာငလင်းလောက်ပါမယ်ဆိုပြီးတော့မုံတိုင်းဖြစ်ရင်တော့ဆရာတို့နည်းနည်းကြိုတင်ခံမှန်းလို့ပြောဒါနဲ့ဆရာတို့ မင်းကြီးကိုကြိုတင်ခံမလို့မရအောင်အာ6နာရီမှာငလင်လုတ်ပါရဲဆိုပါလို့9နာရီခွဲအဲ9နာရီခွဲတော့မဟုတ်9နာရီ45အဲ6နာရီမထုံးမချင်းမလုံမချင်းငလင်ဖြစ်မယ်ဆိုတာမသိဘူးဒါလို့အခုချိန်ကြီးငလင်ကိုကြိုတင်ခံမလို့မရသေးဘူးဟုတ်နော်အားလုံးဆိုတော့နောက်ပိုင်းကရှင်းပြတော့သူတို့ရဲ့ကြောက်လွားကြီးတွေရေးလာမှုတွေဆိုတော့လေ့လာအောင်တဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုဆိုတော့ကာကွယ်ပေးပြီဒါပေမဲ့ပတ်ဝန်းကျင်ပျက်စီးမှုဆိုတော့ဆိုတော့ဘာတွေပါလဲဆိုရင်ဆိုတော့တဏ္ဍာကြောင့်တန်းကြီးပျက်စီးမှုတွေဆိုတော့ပါတယ်ပေါ့နော်ဆိုတော့ဒီပင်လယ်ကမ်းရိုးတန်းကြီးမှာဆိုရင်တဏ္ဍာကြောင့်တန်းကြီးပျက်စီးမှုတွေကိုဆိုတော့ဒီဘူမိပေတာကြီးဆိုတော့ဘူမိပေတာပညာရှင်တွေကကာကွယ်ပေးရမယ်အပိုင်းကြီးရှိတယ်နော်ကဲနောက်ထပ်တဲ့မှာပါသားရဲ့အခုပဲကြံပါတော့လေနဂရပေတာနဂရပါတာဆရာအရှင်းမပြောရင်နဂတ္တာယာ တာယာဆိုတာဘာမှမသိဘူးเนาะဆိုတော့အဲ့ဒါဆိုရှုပ်ပြောလိုက်နေဂျိုးကျက်စွဲငင်လက်ပတ်ခြင်းဒီနေဂျိုးကျက်တွေကအချင်းချင်းစွဲငင်လက်ပတ်နေတာကိုလေ့လာတာနဂရပေးတာကဲဆိုတော့အဲ့ဒါဆိုရင်သူ့ရဲ့အသုံးချတဲ့နီးပညာဘယ်နေရာမှာအသုံးချလဲဆိုရင်ဆိုတော့လာပါကြီးမိုးလေဝသခံမှန်းကြီးဆိုတော့ဒီမှာကဘာဆိုတော့ဒါကဘာကြီးကြီးဒီမှာဆိုတော့အာရရှိလဲဆိုရင် ဂျူလူကြီးရှိဂျူလူဂျူလူမိုးလေဝသဂျူလူကြီးရှိတယ်တချို့ဂျူလူကြီးကမိုးလေဝသဂျူလူလို့ခေါ်တယ်တချို့ဂျူလူကြတော့တခြားဂျူကြီးကိုတွားပြီးလေးလာတဲ့ဂျူလူဆိုဒီမိုးလေဝသဂျူလူကြတော့ဒီဘင်္ဂလားပင်လယ်ပေါ်မှာလေမြာနဲ့ရောင်ဝန်းဖြစ်နေပါတယ်ဆိုတော့မြေလုံးနဲ့သွားကြည့်ပြီးမြင်တာပေါ့လေမြန်နဲ့သွားကြည့်ပြီးတော့အာဘင်္ဂလားပင်လယ်ပေါ်မှာလေမြာနဲ့ရောင်ဝန်းဖြစ်တယ်ဆိုတော့သိတာပေါ့အဲ့ဒီဂျူတုတွေကဓာတ်ပုံရိုက်ဖို့လေမြန်မာနိုင်ငံကဂျူတုဓာတ်ပုံကိုခေါ်တယ် အဲ့ဒီဂျိုရူဓာတ်ပုံကြီးကိုကြည့်ပြီးတော့မိုးရွာသားအခြေအနေကိုခံမှန်းလာသွားပြီးမင်္ဂလာမင်္ဂလာမြေလာပါဒီရိုင်းရင်လည်းသွားပြီးတော့အော်လေဘီယာနဲ့ရောင်ရှိမရှိသွားကြည့်တာပေါ့အဲ့ဒီကဘာမြေကိုလှက်ပတ်နေတဲ့ဘင်းသားဂျိုရူတွေကနေစလို့ဓာတ်ပုံလိုက်ပြီးတော့ဂျိုရူဓာတ်ပုံကြီးကနေတစိမ့်ကြည့်တာဟာမင်္ဂလာမြေလာပါကတော့နော်လေဘီယာနဲ့ရောင်ရှိတယ်နော်ကပလီမြေလာမှာကတော့လေဘီယာနဲ့ရောင်ရှိတယ်မိုးရင်ရင်ဘလောက်ဟိုပါဘယ်ဒါနဲ့ခံမှန်းခံမှန်းလို့ပဲရမယ်အတိအကျပြောလို့ရဘာအောင်ခံမှန်းတာလဲဘာအောင်ကြည့်ပြီးခံမှန်းတာလဲဂျိုရူဓာတ်ပုံကြီးကိုလေ့လာပေါ့ ံနေတာဆရာအာဂါတာကိုလေ့လာကြည့်ဆရာကတော့ဂျိုလူဆိုတာကမ္ဘာမြေကြီးရဲ့မိုးလေဝသကိုခံနေတဲ့အတွက်ကြောင့်သူတို့ကမိုးလေဝသဂျိုလူလို့ခေါ်တယ်တခြားဂျိုလူကတော့မိုးလေဝသဆိုလွတ်တာမဟုတ်ဘူးတခြားဂျိုတွေဆရာရဲ့အနီးနားမှာရှိတယ်နော်ဆရာရဲ့နေဖွဲ့ကြီးမှာရှိတယ်ဂျိုလူကိုလေ့လာအာဂါတာကိုလေ့လာတာလို့ဆိုပြောဆိုရင်ဆရာကပြောတယ်တိတ်ပံတိတ်ပံပြီးတော့ဆက်ပြီးတော့ပွားသွားတာနီးပညာတိတ်ပံနဲ့နီးပညာမှာဘယ်လိုမျိုးဆက်ဆက်မှုရှိလဲဆိုတော့ဆရာပြောပြတယ်ကဲဆရာနောက်တစ်ခုဆက်ကြည့်အောင် ောင်မြတ်ရတီးတီးတီးတဲ့တိတ်ပံသုံးမောင်းနီးပညာဖြစ်ကြောင်းအုပ်စုအတွင်းဆွေးနွေးပြီးတော့အမှန်ကြီးချစ်ပါတဲ့ဆိုတော့ဒါဆရာလုံးဝမဲ့လုံးမို့တောက်တမီတို့လုံးဝမဲ့လို့ဆိုတော့တောက်တမီတို့အုပ်စုတွင်းဆိုတော့အခုတောက်တမီတို့တယောက်ချင်းနဲ့ဖြစ်ရင်ဖြစ်မယ်ပေါ့နော်ကျွန်တော်တို့အုပ်စုတွင်းဆိုတော့တယောက်ချင်းနဲ့ဖြစ်ရင်ဖြစ်မယ်အဲနှစ်ယောက်နဲ့ဖြစ်ရင်ဖြစ်မယ်အဲ group လောက်အုပ်စုလိုက်လည်းဖြစ်ဒါကြောင့်မို့ဆရာအခုတောက်တမီတို့ကိုဒါလေးကိုနားလည်အောင်ရှင်းပြမယ် ဆရာပြောတဲ့အဖြေတွေကကြားနေလေဆရာကိုပြန်ပြီးတော့ပြောနော်ကြားတော့နည်းနည်းဆွေးနွေးပြီးဟုတ်တယ်အကြောင်းလေဓာတ်ငွေတည်တဲ့ပူလင်းနဲ့ပွားတဲ့သဘောရှိတယ်ဓာတ်ငွေဆိုတာဘာမှမပြောဘူးအငွေ့လိုပဲဆိုတော့အငွေ့တည်တဲ့ပူလင်းနဲ့ပွားတဲ့သဘောရှိတယ်တိတ်ပံကနည်းနည်းလားဒီမှာမုံမျိုးစိတ်များမှာ စေဝါထုတ်လုပ်သည်သိပ္ပံကနိပညာလားသိပ္ပံဆိုရင်သိပ္ပံမှာအမှန်ချင်းနိပညာဆိုနိပညာမှာအမှန်ချင်းမျိုးတူလျက်စစ်အချင်းချင်းတုံ့ပြန်ကြတယ်လျက်စစ်ဆိုတာတောက်သမီးကိုနည်းနည်းဝေးတဲ့အတွက်ကြောင့်လို့ဒီမြာလေးမှာဆရာအစားတို့လေးတလုံးပြောမယ်မျိုးတူတန်လိုက်အချင်းချင်းတုံ့ပြန်ကြတယ်ဆိုရင်မြောက်ဝင်ရိုးစိုးဆိုရင်မြောက်ဝင်ရိုးအချင်းချင်းတုံ့ကန်တယ်တောင်ရိုးစိုးဆိုရင်တောင်ရိုးတဲ့အချင်းချင်းတုံ့ကန်တယ် ဆိုတော့အဲ့ဒီတုံ့ပြန်ခြင်းသည်သိပ္ပံနီးပညာနော်သောဘီမြင်မဲ့ဆိုင်ပြောသည်မြင်မဲ့ဆိုင်ပြောတာဟောသိပ္ပံကနီးပညာနော်မြင်မဲ့ဆိုင်ပြောရဲဆိုတော့မြေပင်ပေါ်မှာဆိုင်တာပြောတာမဟုတ်ဘူးနော်မြေပင်ပေါ်မှာဆိုင်တာမဟုတ်ဘူးလို့ပြောတာအင်တာနက်ပြင်နဲ့တရင်းအချက်လက်များပြပုံနိုင်ဆရာကပြောတယ်အင်တာနက်နဲ့မဟုတ်ဘူးဝိမာန်ကြီးဝိမာန်ကြီးနေနဲ့ထိုးရင်းချက်တောက်လိုက်တာနဲ့ငွေတွေဝင်သွားပြီဟဲ့ဆိုတော့ဒီလိုမျိုးဆရာတို့ နော်ဆိုရှယ်မီဒီယာရောအသုံးပြုရောသတင်းအချက်အလက်တွေပေးပို့တာပိတ်ပန်တာဒီဒီညာတောက်သမီးဆိုတောက်သမီးကိုဆရာဟုတ်ပြောနေတဲ့တောက်သမီးကို activity လုံဆောင်ချက်လေးတွေလုပ်နေမယ်ဆိုရင်တောက်သမီးကိုဆရာဟုတ်ကပြောဆိုသိပ္ပံလားနီးပညာလားဆိုဆရာပြောပြအောင်မလို့သိပ္ပံဆိုတာဘာလဲဆရာပြောပြီးနီးပညာဆိုတာဘာလဲဆရာပြောပြီးအဲ့ဒါဆိုတော့တောက်သမီးကသိပ္ပံကနီးပညာလားဆိုတာခွဲလို့ရဟမ်ဆရာနည်းနည်းဆောင်းနေတယ် ဟုတ်ကဲ့ဆရာဆရာဆိုရင်အငွေဒီပူလင်ပွားဒီသဘောရှိတယ်ဆိုတော့နိမိညာမှမဟုတ်တာဒါသဘာဝကြီးကဖြစ်ဖြစ်ဖြစ်နေတိုင်းလေပူရင်ပွားတယ်အင်းကြုံတိတ်ပဲနိမိညာမှာအမှားသွားချစ်စရာမလိုဘူးသူကမှန်မှန်ချစ်တယ်ပြီးပြီရတယ်တိတ်ပဲဒုံမုံနိမိညာတခုမှန်မှန်ချစ်ကြညုံမိုးမျိုးစိတ်ကနေဆိုတော့စေဝါထုတ်လို့ နေတဲ့မျိုးစိတ်ကနေဆရာတို့ကစေဝါဆိုရယ်နီးပညာကိုထုတ်လို့မှာမှုဝါထုတ်လို့ရရင်စေတောက်ရအောင်နီးပညာမျိုးတို့လေးရစီအချင်းချင်းတုံးကန်တားလို့မျိုးတော့လက်ရစစ်သွားမျက်လုံးနဲ့မမြင်တန်လိုက်ဆိုတော့မြင်လားမျိုးတို့တန်လိုက်အချင်းချင်းတုံးကန်နိမိညာတော့ငံတာမှမဟုတ်တာငိုရဲကဆရာတို့တက်ရှိနေဟိုကမပြည့်ခင်နေတာသူတို့တန်လိုက်ပြီနော်လျက်စစ်တွေအချင်းချင်းပြုံးကတာဆရာတို့ဗန်ဒီတာမှမဟုတ်တာတိတ်မှာပေါ့ညင်းမဲ့ဆိုင်ပြိုးတယ် အရင်တော့မြေကြီးပေါ်မှာလည်းစိုက်ကြတာလေအခုမြေမဲ့စိုက်ရတယ်ဆိုတော့အစ်င့်မြင်ပါအစ်င့်မြင်ပါတော့အင်တာနက်ပြင်တဲ့သတင်းချက်လက်များပေးပို့နိုင်ပြီအဲ့ဒီနည်းပညာကိုအရင်တုန်းကရတာဆရာတို့သိရင်ဆရာတို့အခုလူတွေဒီမှောင်တိုင်းဘေးတွေရေဘေးတွေငလင်ဘေးတွေဆရာတို့ကင်းဝေးမှာပေါ့ဘာလို့ဆိုအရင်တုန်းကဒီအင်တာနက်ကြီးမောင်ဆရာတို့ဒီဂျိုးတို့တက်ပုံကြီးဆိုဆရာတို့သိသေးတာမဟုတ်သေးတာအင်တာနက်ပြင်သတင်းချက်လက်ပြီးပို့ရတယ်ဆိုတာနည်းပညာပေါ့ တော်သမီးတို့ဒီအကွက်ကိုဆရာဖြေပေးတာမဟုတ်ဘူးတားတော်သမီးကိုစ조사ပြီးဖြေရမှာဖြစ်တယ်အခုတားတော်သမီးတို့ကိုဆရာအခုဖြေပေးလိုက်ပြီတားတော်သမီးတို့သဘောပေါက်မယ်လို့ဆရာဖြေနော်ဒါလေးကိုဆရာကြည့်အောင်တကယ်တော့ခုနဆရာတို့မဖြေခင်လေးမှာဒါလေးကိုရှင်းပြပါတော့နော်ဆိုတော့သိမ့်မယ်နဲ့နီးပညာတဲ့တူလားမတူဘူးလေသိမ့်မယ်နဲ့နီးပညာမတူဘူး ုရောက်ပြောပြတဲ့နိပညာဆိုတာသိပ္ပံရဲ့အသိပညာတွေကိုအတုံးချောက်ပြီးလူသွားတွေအကျိုးအတွက်အကျိုးပြုတဲ့နိပညာအဲ့ဒါနိပညာအဲ့ရောပညာဆိုတာလေးလာစံသက်ချက်ပြုပြုလုပ်ခြင်းနဲ့အသိပညာအသိတွေတွေ့ရှိတဲ့တွေကိုရှာဖွေဖော်ထုတ်တာသိပ္ပံနိပညာမှန်ကန်တဲ့နိယာမတွေကိုဖော်ထုတ်တာအဲ့ဒါသိပ္ပံနိပညာနိယာမဆိုတာဘာလဲနားလည်မလို့နိယာမဆိုတာတောင်းသမီးလို့သိတယ်ခုနပြောပြီးပြီမျိုးတူလျှက်စစ်အချင်းချင်းတုံးကန်ပြီအဲ့ဒါနိယာမကို အဲ့ဒါနီးရမှာမှန်ကန်သောနီးရမှာလေဟုတ်ပြီနော်ဒီမြန်မာနိုင်ငံမှာကျတော့မျိုးတူလျှက်စစ်တွေတုံးကန်တယ်ပုံမှန်ကျတော့အမေရိကန်နိုင်ငံမှာမျိုးတူလျှက်စစ်တွေစွန့်နေတယ်မရှိပါဘူးနိုင်ငံအားလုံးကဘာကြီးမှရှိနေဟာယူကုန်တော့မှန်ကန်တဲ့နီးရမှာဒါနီးရမှာနီးပြီဒီဘက်ကဆိုတွေ့ကြတဲ့တိတ်တဲ့နီးပညာနီးရမားတွေကိုလက်တွေ့အသုံးချပြီးတော့အမျိုးမျိုးသော ထုတ်ပေါ်အသစ်တွေတီထွင်ပါနီးရမှာခုနမှုတွေ့မှုတွေ့ကြော်စားလိုက်ကစုံရလေးနဲ့ share ပဲဒီဒါပေမဲ့မှုစောင်းမပါလို့လေ ဒီမုံမျိုးစိတ်ကနေစေးထုတ်ဟုတ်နော်ဘရိုမြန်မာရဲ့အတွင်ကြော်စားဖို့ပဲတည်တာမဟုတ်ဘူးတချို့နိုင်ငံရဲ့လူတွေကဒီမျိုးစိတ်ကိုတွေ့ရင်ဘလို့လုပ်မလဲမှုကနေဘာစေးထွက်မလဲဆိုတော့အဲ့ဒါဆိုဒီခုနပြောတဲ့ပုံမျိုးစိတ်ကိုတွေ့ပြီဆိုရင်ဆရာတို့ဒီသိပ္ပံသိပညာတွေနီးပညာတွေကိုအသုံးချပြီးတော့အမျိုးမျိုးသောထုတ်ပုံတစ်တည်းထုတ်ပါတို့မြန်မာနိုင်ငံမှာဆိုရင်အထင်ရှားဆုံးဆိုရင် F A N E F A ဟုတ်နော် F A ဆိုတဲ့ ဒီစေဝါကုမ္ပဏီဆိုရင်ဒီအပင်တွေရဲ့မျိုးစိတ်တွေကိုလေ့လာပြီးတော့တောက်သမီးကိုစေးတွေကိုဖော်ထုတ်ပေးတာဒီလိုမှလည်းဘုရားကြီးအစင်မပြတ်တိုးတက်ပြောင်းလဲနေတဲ့အတွက်ကြောင့်လို့လက်တွေကမှာအတုံးဝင်တကယ်တို့လှလိုက်တဲ့စကလုံးလေးအတုံးလဲဝင်နေအနေငယ်လေးဖြစ်ဥပမာဆရာကပြောပြီးပြီလေဓာတ်ကြီးဩဇာဓာတ်ကြီးဩဇာဒီအပင်ကမကြီးသွားဘူးဆိုရင်ဓာတ်ကြီးဩဇာတုံးနေအပင်ကြီးသွားပါ ဒါပေမဲ့လိုတာထက်ပိုတော့ရင်အဲ့ဒီမြေကြီးဒီဓာမီဩဇာအလွန်အကျွံတုံးဆွမှုကြောင့်နောက်နှစ်တွေမှာအသီးထွန်းတော့အပင်ထွန်းတော့ညွန်နေသွားတယ်။အဲ့ဒါအတုံးဝင်တယ်လို့အငငယ်လေးဖြစ်တယ်။မိပညာကအတုံးချတတ်ရင်မိတ်ဆွေအတုံးမချတတ်ရင်ဒီပညာပါလေ အတုံးချတဲ့ရင်မိတ်ဆွေအတုံးမချတဲ့ရင်ယံသူမိတ်ဆွေဆိုရင်တော့အတုံးဝင်တယ်ယံသူဆိုရင်တော့အနေရဖြစ်တယ်ဟုတ်ပြီနော်နိပညာကိုမိတ်ဆွေလို့သဘောထားပြီးသုံးရင်တော့တောင်းသမီးရဲ့လက်တွေ့ဘဝမှာအတုံးဝင်ဟုတ်ပြီဆက်ကြည့်အဓိကအချက်ဆရာတို့ဒီနေ့အရှင်းဗီဒီယိုဖိုင်နဲ့ဒီနေ့သင်လာတဲ့ဗီဒီယိုဖိုင်ကိုဆရာတို့ပေါင်းပြီးတော့ တို့ပြောရဲ့အဓိကချက်ဘာမှမရှိဘူးငင်းနေနေနော်ဒီဆိုတော့ science သိပ္ပံဆိုတာဒီ science ဆိုတာလက်ရင်ကနေဆင်းလာတယ်အတိပညာလုံးသိတယ်ရတယ်ရှေ့မှာလည်းပြောပြီးပြီတဘာဝလောကနဲ့ရုပ်လောကကိုရုပ်ဘာကိုလေ့လာတဲ့ပညာရဲ့ပြီးသွားသိသွားရှေ့မှာလည်းသိပြီအဲအဓိကအချက်များဆိုရင်ဆရာပြန်ဆွေးနွေးပြတာလောကလောကမှာဘာလို့ပါလဲတက်ရှိပြီးပါတယ်ရုပ်ဘာမှာ drug swine in ဗမာဖွဲ့စည်းပုံ၎င်းတို့ရဲ့အပြန်အလှန်တက်ရောက်မှုတွေပါဝင်တယ် technology နည်းပညာဆိုတာဘယ်ရလား။ဂရိဘာသာတခါ။ပြောရတော့သားပြီးတော့ science က learning technology ကဘယ်ရလားလဲ။ဂရိဘာသာတခါစဉ်းစားလာတာ။ကျွမ်းကျင်မှုတော့တိတ်တယ်ရတယ်။ဒီသိက္ခာပညာကိုရရှိလာတဲ့အသိပညာတွေကိုလူသားတို့အကျိုးအတွက်လက်တွေ့အသုံးချခြင်းကိုနည်းပညာလို့ခေါ်တယ်။တောင်းဆိုမျိုးဒီစာအုပ်သင်ခဲ့တဲ့ရှစ်ဗီဒီယိုနှစ်ဖိုင်မှာဆိုဗီဒီယိုတစ်ဖိုင်နဲ့အခုဗီဒီယိုတစ်ဖိုင်မှာသိရမယ့်အဓိကချက်နှစ်ချက်ပဲရှိတယ်။သိက္ခာပညာနဲ့နည်းပညာ